အားလုံးဝမင်္ဂလာပါမြမကဗျာကကျူဆူပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုမှာတော့ရေတပြက်ဆက်မှာပါဝင်တဲ့ဥပမာအလင်္ကာတွေအကြောင်းကိုဆွေးနွေးရင်းပါဝင်နေတဲ့ဥပမာအလင်္ကာ73ပုဒ်ကိုရှင်းလင်းပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ကျောင်းသားကျောင်းသူများအနေနဲ့ဖြစ်မနေလိုက်ပါကြည့်ရှုသင်ယူကြဖို့တိုက်တွန်းရှင်ပါတယ်ကျွန်တော်တို့ထက်တန်းစစ်မြန်မာစာသင်ကြတဲ့အခါမှာအလင်္ကာ9မျိုးကိုသင်ကြရတယ်ဒီအလင်္ကာကိုတော့ကျွန်တော် grade 10တဲ့ကပဲ စပြီးတော့အလင်္ကာတွေအကြောင်းကိုစပြီးတင်ရတယ်။အလင်္ကာတွေမှာအလင်္ကာ၅မျိုးရှိတယ်။ဥပမာအလင်္ကာ၊ယူပကအလင်္ကာ၊ဝင်္ဂဥတ္တအလင်္ကာ၊အတိတယဥတ္တအလင်္ကာနဲ့မိသန်ဆွဲအလင်္ကာဆိုပြီးတော့အလင်္ကာ၅မျိုးရှိတယ်။ဒီအလင်္ကာ၅မျိုးတွေကမှကျွန်တော်ရေးတဲ့ပြဿနာပါတဲ့ဥပမာအလင်္ကာအကြောင်းကိုဆွေးနွေးမယ်။ပြီးတော့ဒီဥပမာအလင်္ကာတွေကဘာတွေလဲ။ဥပမာအလင်္ကာဘယ်နှလုံးပါတယ်လဲ။ ဒီဥပမာလင်္ကာတွေကိုသင်္ခါဆာမှာဘယ်လိုဆက်ဆက်ပြီးတော့တုံနှုံထားတယ်လဲဆိုတော့ဆက်လက်ပြီးတော့လေ့လာအောင်ကြားအောင်ပါနေရည်တက်ဆက်မှာဥပမာလင်္ကာ14ပုတ်တွေ့ရတယ်14ပုတ်73ပုတ်တွေ့ရတယ်အဲဒီထဲမှာကျွန်တော်ပထမဆုံးဥပမာအလင်္ကာဖြစ်တဲ့ဟောဒီအကြောင်းကိုပြောမိဥပမာအလင်္ကာအကြောင်းကိုအနေချင်းပြောပါမယ်ဒီရှိကျွန်တော်ချစ်ရဗီဒီယိုမှာလည်းဥပမာအလင်္ကာအကြောင်းနေ ဟိုပြောထားတာရှိတယ်ဒီမှာအလင်္ကာတွေကိုတိတက်တင်ရှင်နဲ့လေ့လာရှင်နဲ့ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့ description မှာအဲဒီအလင်္ကာယူပကအလင်္ကာနဲ့ဥပမာအလင်္ကာအကြောင်းဆိုပြီးဗီဒီယိုတကုတ်လုပ်ထားတာရှိတယ်ဒီဗီဒီယိုရဲ့ link ကိုကျွန်တော်ထည့်ပေးထားပါမယ်အဲဒါဆိုရင်ဥပမာအလင်္ကာအကြောင်းကိုအကျဉ်းမြကျွန်တော်ပြောပြမယ်ဥပမာအလင်္ကာဟာကတော့ကျွန်တော်တို့အချင်းဆုံးပြောရမယ်ဆိုရင်အနှိုင်းခံနဲ့အနှိုင်းကိုခိုင်နိုင်ပြီးတော့ရေးဖွဲထားတာဖြစ်တယ် နိုင်ခံတဲ့အနိုင်ကိုခိုင်းနှံပြီးရေးဖွဲ့ထားရဥပမာအလင်ကမြောက်တယ်လို့ပြောလို့ရတယ်။အဲဥပမာအလင်ကမှာဆိုရင်ကိုပြောရှင်တဲ့အကြောင်းအရာဟာအနိုင်ခံဖြစ်ပြီးတော့နိုင်တဲ့အရာဟာအနိုင်ဖြစ်ပါတယ်။အဲဒီကျွန်တော်လေ့လာထားတဲ့ထုံးထုတ်ထားတဲ့ဒီရေတပြတ်ဆက်ကဥပမာအလင်က73မျိုး73လုံးကိုကျွန်တော် ဥစွာပြောပါမယ်ပထမဆုံးအနေနဲ့နံပါတ်1ဥပမာကရွှေရှသလိုဆိုတဲ့အလင်္ကာဖြစ်ပါတယ်ရွှေရှသလိုဥပမာအလင်္ကာဖြစ်တယ်ရွှေရှသလိုပြီးတော့ဥပမာအလင်္ကာနဲ့အနေနဲ့ ठी လိုအုပ်ဖြစ်ပါတယ် ठी လိုအုပ်ဆိုတဲ့ဥပမာအလင်္ကာဖြစ်တယ်ရက်မှုစောသလိုမိနှစ်အတူလေးငါကမိလောက်ရဲ၆ကဘင်းစာဆင်းကဆင်းမပြတ်တည်နေ ခொနှစ်ကအသက်အသွင်ရှစ်ကကျမခတ်တလို sorry ဖယားကိုတတ်တကယ်တို့ကိုကကျမခတ်တလို30ကကြတော့ဇတ်တွင်းရေတို့17ကကြတော့ထောင်တန်းလောက်12ကကြတော့12ကကြတော့ဒဇင်ကိုဒဇင်လိုကုန်း ဖြစ်ပါတယ်။အော်ကျွန်တော်မှားတယ်ဒီမှာဥပမာလင်က12ပုတ်တွေ့ရတာဖြစ်တယ်73ပုတ်မဟုတ်ပါ12ပုတ်တွေ့ရတာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်ပထမဆုံးအလင်ကဖြစ်တဲ့အဲဒီရေတဲ့ယောက်ျားစကားစုခံမှာပါတဲ့ဒီရွှေရှသလိုဆိုတဲ့ဥပမာလင်ကအကြောင်းကိုပြောမယ်။ဒီရွှေရှသလိုမှာကရေတဲ့ယောက်ျားဟာခွင်းကောင်းအခါကောင်းကြုံလာတဲ့အခါမှာဘဝဟာတောက်ပြောင်လာလိမ့်မယ်ဆိုတာကိုပြောရှင်တာဖြစ်တယ်။ ီတောက်ပြောင်လာလိမ့်မယ်ကိုပြောရှင်တာဖြစ်တဲ့တွေရောက်ရွှေရှသလိုနဲ့နိုင်ထားတယ်။အဲဒီတဲ့ယောက်ျားခွင်းကောက်လာတဲ့အခါမှာကျွဲဝချမ်းသာပြီးတော့တောက်ပြောင်လာပုံကအနိုင်ခံဖြစ်တယ်။အနိုင်ခံရတဲ့ပစ္စည်းဖြစ်တယ်။ရွှေရှသလိုရွှေရှထားတဲ့ပုံရွှေရှတဲ့အခါတောက်ပြောင်လာပုံကအနိုင်ဖြစ်တယ်။ဒီအနိုင်ခံတဲ့အနိုင်ကိုခိုင်းနိုင်ပြီးရေးတဲ့အတွက်ကြောင့်အနိုင်ခံမြောက်တယ်ဆိုရင်လုံလောက်ပါတယ်။အဲအခု စနစ်တဲ့စနစ်တဲ့ပညာရေးရဲ့မေခွန်အရာဆိုရင်ကျွန်တော်တို့ရွှေချတလို့ဟိုရေးတဲ့အခါမှာဒီဘယ်သင်ခန်းစာကပါတယ်ပဲအခန်းကဘယ်သူကပြောတယ်ဒီလိုပြောနေစရာမလိုပဲဒီတလင်္ကာရဲ့အနှစ်ရှုပ်ကိုပဲတူတူနဲ့လိုရင်းပြနေရင်မှတ်ရပါမယ်အားလုံးပြည့်ပြည့်စုံစုံနဲ့တလင်္ကာမှန်ရင်တတ်မှတ်ရမှာဖြစ်ပါတယ်အဲဒါဆိုရင်တလင်္ကာနှစ်နဲ့နဲ့အနေကထီလိုအုပ်ဖြစ်တယ်ထီလိုအုပ်မှာ ထီလိုအုပ်ကရေတဲမိမအာသူ့ရဲ့ပစ္စည်းဥစ္စာတွေကိုကာကွယ်ပေးမဲ့သူလိုရဲလိုအပ်ပုံကာကွယ်ပေးတဲ့သူလိုအပ်တဲ့ပုံကိုနိုင်ခံနိုင်ခံဖြစ်တုံးတယ်ဒီနေရာမှာထီဟာရသည်ဥဒုကိုကာကွယ်ပေးတယ်ဒီအနှိုင်းနဲ့နိုင်ထတာဖြစ်တယ်ရေတဲမိမရဲ့စီစဉ်ဥစ္စာများကိုကာကွယ်ပေးနိုင်ပုံနိုင်ခံကို ာတိဥဒ္ဒတံကိုထိကကာကွယ်ပေးနိုင်ပုံနိုင်နဲ့ခိုင်နိုင်ရေးဖွေထားတာဖြစ်တဲ့ဒါကြောင့်ဥပမာလည်းငါမြောက်တယ်နောက်တစ်ခုကအယက်မှုစော်သလိုရေတယောက်ကြားဟာလက်ထပ်ဖို့အတွက်လော်ဒဂျီနှုတ်စော်တဲ့ပုံနဲ့နိုင်ထားတာဖြစ်တယ်ရေတယောက်ကြားဟာလက်ထပ်ဖို့အတွက်အလော်ဒဂျီပြောဆိုပုံကအနိုင်ခံဖြစ်တယ်အဲလောကကြီးမှာအယက်ထဲမှာအမှုကိစ္စတွေကိုဆောင်ရွက်ဖို့အခါမှာစော်ဩတဲ့ပုံနဲ့ခိုင်နိုင်ထားတာဖြစ်တယ်စော်ဩတဲ့ပုံနဲ့နိုင်ထားတဲ့အတွက်ကြောင့်စော်ဩပုံကအနိုင်ဖြစ်တယ် လောကကြီးမှာဆောလောကကြီးမှာလုံမှုကိုင်ဖွယ်ကိစ္စတွေကိုလူလောကကြီးမှာဆောဩဘောဟာအနိုင်ဖြစ်တယ်။အဲရေတဲ့ယောက်ျားကရေတဲ့မိန်းမကိုလက်ထပ်ဖို့အတွက်အလောတကြီးပြောဆိုတာကနိုင်ခံဖြစ်တယ်။နံပါတ်၄အေလင်္ကာအနေနဲ့ကတော့မိနဲ့အတူဖြစ်တယ်။မိနဲ့အတူပူလောင်လာတဲ့တဲ့ပြင်ဟိုပြောရှင်တာဖြစ်တယ်။မိပူလောင်တဲ့မိကအနိုင်ဖြစ်တယ်။ ူလောင်လာတဲ့တဲပြင်ကအနှိုက်ခံဖြစ်ဒါဆိုရင်ပူလောင်လာတဲ့တဲပြင်အနှိုက်ခံကိုပူလောင်တဲ့မိအနှိုက်နဲ့ခိုင်နှိုင်းရေးဖွဲထားတာဖြစ်တယ်ဒါကြောင့်ဥပမာလင်ကမြောက်တယ်။နောက်ဥပမာအလင်ကငါအနေနဲ့မိလောက်ရဲဗာဒတိမျိုးရဲ့မွန်းတဲတဲ့အချိန်မှာတဲပူဟာတဲပြင်ဟာပူပြင်းနေပုံကိုနှိုက်ခံထားတယ်။နှိုက်ခံထားတယ်ပြီးတော့မိရဲ့ပူပြင်းပုံကိုနှိုင်းထားတယ်။မိရဲ့ပူပြင်းပုံနဲ့ nay nè bao nay đó lấy và nửa tim nhau vậy muốn để gì tê mi bù lòng bù nghe bù lòng ngủ nay khẩn ok nó thà chọc bên ra sinh à sinh một giờ tiền này đam mê để tân hàn nè đam mê để tân hàn ngủ chạy nhà khen nay khẩn ngủ bên sinh giờ này để bên ra sinh một giờ này nè cùng nay nè hai nay vừa làm gì đấy ဘိန်းစားဆင်းငတ်နေတဲ့ဘိန်းစားဆင်းမပြတ်တဲ့ပုံကအနှိုင်းခံဖြစ်တယ်အနှိုင်းဖြစ်တယ်ဒီဘက်ကရေတဲယောက်ျားရဲ့တဏှာလောဘတဏှာကြီးမပေါ်မဖြတ်တောက်နိုင်ဘူးကအနှိုင်းဖြစ်တယ်ဒီအနှိုင်းခံတဲ့အနှိုင်းကိုခိုင်နှိုင်းရေးဖွဲ့တဲ့အတွက်ကြောင့်ဥပမာလင်္ကာမြောက်တယ်နောက်တစ်ချက်ကနံပါတ်9ဥပမာလင်္ကာ9ဖြစ်တဲ့အသက်အသွင်ရှင်းမြတ်နိုးတဲ့ရေတဲမိမအနှိုင်းခံရှင်းမြတ်နိုးတဲ့မိမိရဲ့အသက် ဒီအနိုင်ခံတဲ့အနိုင်ကိုခိုင်းနိုင်ပြီးတော့ရည်တယ်နောက်ထပ်နံပါတ်6နံပါတ်6ကဖះကိုတတ်တယ်လို့ကျေးဇူးရှင်ကိုတတ်မိရင်အပြစ်ကြီးမှာပေါ့ဟိုဖះကိုတတ်တယ်လို့ဖះကိုတိုက်ရင်လည်းအပြစ်ကြီးမှာပေါ့ဒီနှစ်ခုကိုခိုင်းနိုင်ပြီးရည်တာဖြစ်တယ်ဒါကြောင့်ဥပမာလည်းငါမြောက်ကျက်မှခွတ်တယ်လို့အောင်မြင်မှုအတွက်ဇွဲလုံးလိုက်ကြီးစွာလောက်ကင်ရပေါ့မနာတမ်းမရမနေလောက်ကင်ရပေါ့ဟာနိုင်ခံတဲ့အရာဖြစ်တဲ့ဒီမှာ ကျမဟာသူ့ရဲ့သားသမီးတွေကိုကာကွယ်ရင်းနဲ့သူ့ရဲ့တိုက်ပွဲဝင်တဲ့အခါမှာရွရွချွချွနဲ့ခွပ်ပေါ်အနှိုင်းခံအနှိုင်းဖြစ်တဲ့ဒီအနှိုင်းခံနဲ့အနှိုင်းနဲ့အနှိုင်းနှိုင်းခံနဲ့အနှိုင်းကိုခိုင်းနိုင်ပြီးရေးတယ်ဒါကြောင့်ဥမာလင်းဖြစ်တယ်ကို30 30ကကြက်တွင်းရေတို့ကာမကုံအာယုံကိုခံစားတဲ့အခါမယောင်ရဲနိုင်ပုံဟာအနှိုင်းခံဖြစ်တယ် ူ့ကိုပြောချင်တာဖြစ်တယ်ဒါကြောင့်သူဟာနိုင်ငံဖြစ်တဲ့ကြက်တွင်းရေကိုတောက်တဲ့အခါအငတ်မပြေပုံကနိုင်ဖြစ်တယ်ကြက်တွင်းရေကိုတောက်တဲ့အခါမှာရေငတ်မပြေနိုင်တာကိုဒီဖက်ကကာမဂုဏ်အာယုံကိုခံစားတဲ့အရောင်ရဲတင့်တယ်မှုမရှိပုံနဲ့ခိုင်းနိုင်ပြီးတော့ရေဖွဲထားတယ်ဒါကြောင့်ဒီမှာအနေနဲ့မြောက်တယ်ထောင်တက်လာနေတို့ Twitter ဘို့မကောင်းတော့တဲ့စီးစိမ်ဥစ္စာပစ္စည်းအပေါ်မှာ ထားတဲ့စိတ်သူ့ရဲ့အမြင်ဒါကနိုင်ငံဖြစ်တယ်။သူ့ကိုထောင်နေထောင်နဲ့နိုင်ထားတယ်လူတွေကိုရှုံနှောင်ထားတဲ့မလွတ်လပ်တဲ့နေရာဒီနေရာနဲ့ခိုင်နိုင်ထားတာဖြစ်တယ်။ဒါကြောင့်ထောင်တန်းလောက်ဟာလူစီစဉ်ဥစ္စာသူ့မှာပိုင်ဆိုင်နေတဲ့စီစဉ်ဥစ္စာအနိုင်ခံကိုဒီမှာထောင်တဲမှာရှုံအောင်ထားရတဲ့ပုံအနိုင်နဲ့ခိုင်နိုင်ပြီးရေးတယ်ဒါကြောင့်ဥပမာလင်္ကာမြောက်တယ် ဲ့ဆက်နဲ့အနေနဲ့သဇင်လိုကုန်းအိရှင်မင်းမိဖုရားကအိရှင်မင်းကိုမျက်နှုတ်တွေ့တာပေါ့အနိုင်ခံကုန်းသဇင်ပန်းပွင့်ကိုမျက်နှုတ်တွေ့တာပြီးတော့တီကုန်းပုံကောင်းမှာပန်းစင်ပုံအနိုင်နဲ့ခိုင်နိုင်ပြီးရတယ်ဒါကြောင့်ဥပမာအလင်္ကာမြောက်တယ်โอเคပါဒါဆိုဒီတက်စမှာပါဝင်တဲ့ဥပမာအလင်္ကာစက်နှလုံးစက်နှမျိုးကိုကျွန်တော်ဟောရှင်းလင်းပေးတော့တာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့အခြားယူဘကအလင်္ကာ ဖြစ်စေအတိတ်ရာဥတီအလင်္ကာဖြစ်ဒီအလင်္ကာ၅ခုတွေကမျိုးမျိုးကိုပြန်ပြီးတော့ကျွန်တော်ထပ်ပြီးတော့လေ့လာပေးပါမယ်မျှဝေပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်